အားလုံးပဲမင်္ဂလာပါရှင် ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆရာကိုရိုးကွန်ရေးသားထားတဲ့ရှုမျောခင်ဆိုတဲ့ဝိထုတိုလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်ရှုမျောခင်ကျွန်တော်ငားရမ်းနေထိုင်သောအခန်းဒီသုံးတက်တက်ဤအပေါ်ဆုံးထက်ညာဘက်တောင်တွင်ရှိသည်တယောက်ခမ်းမှုပူအိုက်ကျဉ်ကျဉ်မြည်ထင်ရတော်လဲတောင်ဘက်နိုင်ငံမှတခုတည်းသော ပြည်တွင်းပေါက်ကိုဖွင့်ထားလေဒေးတဖြူဖြူရသည်ထိုပြည်တွင်းပေါက်တွင်ရရွေ့လမ်းပေါ်ကရှုခင်းကိုကြည့်မြင်နိုင်သည် လုပ်ငန်းတာဝန်များကြားတွင်ကျဉ်ကျဉ်နေသောကျွန်တော်တို့စိတ်ထွက်ပေါက်ဖြစ်သည်ကျူကျူကြာကြာအော်မြည်တတ်သောစားကလေးများကကျွန်တော်ကိုနက်နက်တိုင်းနှူသည်သူတို့သည်ကျွန်တော်အခန်းပြတင်းပေါက်အထက်အမိုးအောက်တွင်အတိုက်လုံနေကြသည်အိမ်ယာမထားသည်နှင့်စားကလေးမိသားစုစားဖို့စပနံတွဲကိုပြတင်းပေါက်မှချိန်သည်ကျွန်တော်ရက်နေရင်းသူတို့မလာကြပါကျွန်တော်နောက်ဆုံး၍ကလေးမောထိုင်နေမှသူတို့လာစားကြသည် စားကလေးများဤသို့ချင်ကပ်ဖို့သူတို့ကိုရင်းရင်းနှီးနှီးမွေးမြူဖို့ကျွန်တော်စူးစမ်းမှုတော့လဲမအောင်မြင်ခဲ့ပါကျွန်တော်လက်ပွားပေါ်စပားစီတွင်၍ကြွေးမှုသည်သူတို့မနာကြပါဓာတ်ကြိုးပေါ်မှနားလျက်ကြည်ကြည်မြည်နေလိမ့်မည်တကယ်ရွယ်ပေါ်သို့လာနာခြင်းပဲမပြုကြသူတို့သည်ခွေးများကြောင်များလိုအစာပြား၍ခေါ်လို့ရသောတရဝါမဟုတ်ဟုတည်လိုက်သည်စပနံတွဲကိုချိန်ထားခဲ့ပြီးအဝေးမှရက်ကြီးနေနေမူအလျင်မြန်လာ၍ဆက်ခနဲထိုးစိန်သည် လူးဆိုးပြန်ထွက်သွားသည် နာနာနေနေစိမ်ဖြင့်စားတော့ကြသည်ဟူ၍မရှိပါသူတို့သည် လူကိုမခင်မဲသူတို့ချင်းချင်းသာခင်မင်တတ်ကြသည်မိုးလင်းမှမိုးချိုးသည့်တိုင်းအလွန်စကားများနိုင်သောတရဝါလေးများဖြစ်သည်စားကလေးများပြောမျိုးစွာထိုးစိတ်စားတော့နေသည်ကိုဆေးပေါ်လေးဖွာရင်ထိုင်ကြည့်ရသည်မှာအရသာရှိလာ၏ဆေးပေါ်လေးပင်လည်းအဟောင်းနှင့်အစ်စ်မတူညာကလက်ကျန်စလိတ်တို့ကိုဖွာရလျင်ပုံမူအရသာရှိသည် မြန်မြန်ပြီးမြန်မြန်ရေးရေးညများများရေးရေးကိစ္စများဖြင့်ရှုပ်ထွေးနေသောလုပ်ငန်းငွေထဲမှထွက်တွင်ကျွန်တော်အဖို့မွန်သည်စေဘောလိတ်တို့များသာဖြစ်နေတတ်သည်လုပ်ငန်းမှာဖြစ်စေလက်ဖက်ရည်ဆိုင်မှာဖြစ်စေ ပြင်ပတနေရာရာတွင်စေဘောလိတ်တောက်သည့်အခါတဖွာနှဖွာဖွာပြီးမိသေးခြင်းခဏခဏမိညစ်ခြင်းကိုကျွန်တော်ကြိုက်သည်ဖွာလိုက်ချထားလိုက်မိညစ်ပြီးပြန်ဖွာလိုက် ပြန်ချထားလိုက်လို့ရခြင်းကိုဘေးလူမြင်မှာမျက်စိရှုံးပြီးဖြစ်တော်လဲ ထို့သောအလုံးရှုံးပြနေခြင်းကိုကျွန်တော်ကြိုက်သည်သို့သောနန်းနဲ့အိမ်ယာထားတွင်စေပေါ်လေးတောက်သည့်အခါမိသေးမှမိကြီးရမကိုကျွန်တော်အလုံးမုံသည်ထို့ကြောင့်မိမသေးအောင်မြင်း၍ဖွာသည်ဖြည်းဖြည်းချင်းမှုန်ထုတ်သည်စာကလေးများဆူညံစွာစားတော့ပြီးလျှင်ကြမ်းမော်တွင်ငမွေးများစပက်ခွန်များအမိုက်စာလေးများကျန်ရပါသည်မျက်စိလှည့်ခြင်းပြီးပြင်းပေါင်းမှရဲ့ကြည့်လင်းလမ်းတောင်ထိမြင်နိုင်သည်လမ်းထဲတွင်လှူရှားသွားလာနေသော ရင်းနှင်းလူများသည်အစဉ်ပြောင်းလဲနေတော်လဲလမ်းတော်ရှိရှူပြမှမူဘယ်ချိန်ကြီးကြီးမပြောင်းလဲပင်ပစိုးစိုးဖြင့်အုံထားသောမှန်ကြီးတစ်ချက်ကိုပိုက်လာသည့်စပင်ညံသမားကို တွေ့ရသည်လမ်းတော်ရှိဆိုင်သုံးဆိုင်နှင့်အစိုးဆုံးနောက်ခွင့်ပြီးနောက်ကြမှဆိုင်ပိတ်တတ်သောသူ ဖြစ်သည် ထို့ကြောင့်ကျွန်တော်သည် သူ့ကို ကိုရီးယားဟု အမည်ပေးထားသည်ကိုရီးယားသည်ညာဘက်ပကုန်းမှလွယ်ကြီးလွယ်လျက်ဘဲဘဲချိုင်းကြားတွင်မှန်ကြီးညှက်လျက်တုံတီးတုံပြားရှောင်လာတတ်သည် သူဆိုင်သည်အမိုးကားရှိသောသပင်းညက်ဆိုင်မဟုတ်မှန်နှင့်သပင်းညက်ကရိယာများတင်းရန်သပွဲကုံတစ်လုံးနှင့်သပင်းညက်ခံမိလူထိုင်မှုကလထိုင်တစ်လုံးသာရှိသည်ဆိုင်ပိတ်လင်းသပွဲကုံကိုတိုက်နိုင်ရန်မှကပ်မည်ခုံပေါ်သို့ကလထိုင်ကိုမှောက်နေမည်ခုံနှင့်ကလထိုင်တွဲလျက်တန်ကျိုးပတ်ခါတော့ခံမည်မှန်ကိုပစုံစုံဖြင့်ပတ်ပြီးပြန်ယူသွားသည်နနဲ့ဆိုင်ဖွင့်လင်းတော်များတန်ကျိုးများကိုဖြုံမည်သပွဲကိုရေမြောင်းပေါ်ခွာတင်မည် လထိုင်းကိုစပွဲရှိမှခြာမီပစိုးစုံကြီးခွာ၍မှန်ကိုစပွဲပေါ်ထောင်မီအိမ်ထဲကစပင်းညံကရိယာများကိုထုံ၍စပွဲပေါ်တည်မီမင်းစင်နေတိုင်းကြီးမြင်ထားသဖြင့်သူဘာပြီးလဲဘာလို့မီကို ကျွန်တော်သိသည်သိတော်လဲမပြောင်းလဲသောရှူခင်းကို နေ့စဉ်ကြည့်ဖြစ်သည်ကျွန်တော်အိမ်သာတဲ့သွားတရေချိုးပြီးတော့ပြတင်းပေါက်မှရိုက်၍ရေတုံးနေလေလမ်းတော့တွင်ဆောင်းများခင်းကျင်းနေသော လူငယ်တအူးကိုနေ့စဉ်မြင်ရသည် သူသည်သပင်းညှပ်ဆိုင်သပင်းတွင်စာအုပ်ဆိုင်ဖွင့်သည်သူကိုခုံပူလေးတစ်လုံးပေါ်တွင်စာဖတ်နေသည်ကိုအမြဲတွေ့ရသဖြင့်ကိုပညာဟုအမည်ပေးလိုက်သည်ပြင်မှန်ထူထူကြီးတတ်ထားတော်လဲကျွန်တော်ထက်ငယ်ရွယ်လိမ့်မည်စာအုပ်ဆိုင်အခြားတစ်ဖက်တွင်သပင်းပြင်ဆိုင်ရှိသည်ထိုဆိုင်သည်နောက်ကြပြီးမှဖွင့်ပြီးအလင်းဆုံးပိတ်သည်စပိန်ပြည်သူသည်သူတို့သုံးအနက်အသက်ကြီးဆုံးဖြစ်နေပြီ။သူမျက်နာတွင်ပူပန်သောကားရိပ်ကိုတစ်ခါမှမတွေ့ရ။စပိန်လာပြည်သူများနှင့်ဟေးလာဝါလာနေပြီ။ ပဲရှိသည်ကြားထူနေမည်မိသူမမရှိသည်မြေကြီးပေါ်တုံဖြင်းချင်၍ပြုံးစည်းစည်းလောက်ကားတခုခုတွဲချင်နေမည်သူ့ကိုမှိုင်းနေသည့်ဟန်စိတ်တကြသည့်ဟန်အိမ်ငိုက်သည့်ဟန်စာဖတ်နေသည့်ဟန်များကိုမတွေ့ရပေထို့ကြောင့်သူ့ကို ကိုလူပြောဟုကျွန်တော်ကအမိပေးထားသည်တနေ့တွင် ကျွန်တော်ရုံမှပြန်လာကိုစောင့်နေသောအိမ်ရှင်နှင့်လူတစုကိုတွေ့သည်ကျွန်တော်အခန်းပေါ်တွင်ရှိသော စာတိုင်များကိုဖျက်ချင်သောကြောင့်အခန်းထဲဝင်ပြစေဟုအင်ရှင်ကပြောသည်။ ကျွန်တော်ကမဖြစ်ဖို့တောင်းပန်သည်ကျွန်တော်အခန်းကြီးအောက်ထပ်တွင်ရှိသောအခန်းများထဲသို့အစာကလေးများကိုက်ချီလာသော အမိုင်းများမျက်ချောင်များအမွှေးများခဏခဏကြာချင်းချေးပါချင်းဆူညံချင်းတို့ကြောင့်အောက်ခန်းများက တောင်းဆိုသဖြင့်စာတိုက်ကိုဖြစ်ရမည်ဟုအင်ရှင်ကပြောသည်အသုံးဆောင်ပစ္စည်းရှိရင်ဘေးထွက်အပူပစ္စည်းဆိုတာရှိရမယ်ခမရခမရတို့ကအမိုင်းမပြကြဘူးလားမစင်မစွန့်ကြဘူးလားမဆူညံကြဘူးလားသွားကြဗျာထွက်သွားကြ ခုကျွန်တော်អော်လိုက်ခြင်းပါသည်သို့တော်စောရကမတက်ဝင်သော စိတ်ဆွဲနေသည့်ကျွန်တော်သည်တကားဖွင့်ပြီးကအញ្ញံခံလိုက်သည်ပြည်တွင်းပေါင်းပေါင်းတို့တက်သည့်နှင့်စာလေးများပြန်ပြေးကြသည် သူတို့သည်စာတိုက်ကို ဆွဲပြုတ်ကြသည်စာအုပ်လေးတွေထွက်ပြီးကွဲကြည့်သည့်ဖြစ်ကိုကြည့်၍ရေကြသည်သူတို့ပြန်ထွက်သွားသောကျွန်တော်သည်ကလေးမောခြေပြက်လက်ပြက်လှဲချသည်စာကလေးများနေသွားခဲ့သောတမိုးအောင်ကတေသာရန်ကိုငေးကြည့်မိသည်သူတို့ဘယ်မှာနေကြမည်နည်း ဒီညာသူတို့တွေဘဲသိပင်မအိမ်ကြီးနီကျွန်တော်တန်ရုံးစဉ်ဖြစ်မိနေဖြက်ဖြောက်ရခက်လာသည်နည်းနည်းအိမ်ယာမထားသည့်ခါစာကလေးများဤကျူကျူကြာကြာတည်တံကိုမကြားရတော့ပါကြားနေကြအတန်နှင့်မြင်နေကြအမြင်တို့ပျောက်ဆုံးသဖြင့်ရင်ထဲတွင် ဟာတာတာဖြစ်ရသည်ကျွန်တော်တွေသူတို့တွေဝယ်ထားသောစပနံနှစ်တွဲကြံသေးသည်ယခင်နေများက တနေ့လေးရဲသားချိန်ဆွဲထားတော်လဲယခုနှစ်တွဲလုံးချိန်လိုက်သည် ကျွန်တော်ဝမြင်ရင်သူတို့မလာမဆိုးသဖြင့်ဂရင်ပေါ်မှာငိမ့်သက်စွာထိုင်ကြည့်နေသည်စားကလေးများမလာတော့ပါကြောင်လန့်ကအဝေးသို့ထွက်ပြေးနေရောသလားနေရာတည်းတစ်ခုရှာဖွေဆောက်လုပ်နေရသဖြင့်မအားလက်ကြလို့လားပျောက်ဆုံးသွားသောအတိုင်းနှင့်ဦးများအတွက်ဝမ်းနေပုန်းခုနေသလားစားကလေးများမရှိသည့်နောက်ကျွန်တော်သည်စပိန်ညသမားကိုရီးယားစာအုပ်ဆိုင်ရှင်ကိုပညာစပိန်ပြည်သမားကိုလူပြောတို့နှင့်ရင်းနှီးတီကျွမ်းဖို့ကြိုးစားမိသည် အမှုမဲ့အမှန်မဲ့ဖျက်လျှောက်သွားခြင်းမဟုတ်တော့ပဲအဝေးကလေးကပင်သူတို့ဆိုင်သုံးဆိုင်ကိုကြည်သည်ဆိုင်ရှင်တဦးဦးနှင့်အကြည့်ချင်းဆုံးနှင့်ပြုံးပြသည်အစာမှာတော့သူတို့ဒီကြောင်အံ့ဖြစ်ခါပြန်ပြုံးပြဖို့မိနေသည်ခက်တီတီကြီးတွေဖြစ်သွားသည်သူတို့ရှိသေးရဲ့လင်းနှစ်ကြိမ်ဖြတ်တန်း၍ပြုံးပြုံးပြရတော့လူတယောက်ကိုသုံးနေရဲ့တွင်မှတ်မိကြသည်ကျွန်တော်ကိုမြင်လိုက်သည်နှင့်မျက်နာတွင်လည်းပြုံးပြီးသားဖြစ်နေသည် ကျွန်တော်အခန်းပြတင်းပေါင်းမှနှမ်းကြည့်နေလိမ့်မူသူတို့သည်ကျွန်တော်ကြည့်နေသည်ကိုမသိကြကျွန်တော်ရှီမန်းလည်းမသိမော်၍မကြည့်ကြမျော်၍လည်းမကြည့်ကြသူတို့အလုပ်သူတို့လုပ်နေကြသည်တနေ့နေ့တွင်သူတို့နှင့်စကားပြောမည်မိတ်ဖွဲ့အောင်မည်ကျွန်တော်အခန်းသို့အလဲပတ်ခေါ်မည်ခမားတို့ကိုဒီပြတင်းပေါင်းကနေနေတိုင်းကြည့်ခဲ့တာဗျာဟုပြောရအောင်မည်တို့မှသာကျွန်တော်ဒီသူတို့ကိုဘာကြောင့်ပြုံးပြကြောင်းမိတ်ဆွေဖွဲ့ကြောင်းသိရှိလိမ့်မည်မိဖြစ်ဆွေဖြစ်သူတို့ကိုထမင်းကြွေးရအောင်မည် ကျွန်တော်ကိုယ်တိုင်ထမင်းကြိုင်လာပြီးယူစားနေသူမို့သူတို့ကိုချက်ပြုတ်ကျွေးမွေးနိုင်မည်မဟုတ်ဆိုင်တစ်ခုခုတို့ခေါ်ကြွေးရမည်သူတို့ထဲမှာအရေးတောက်တဲ့လူပါသလားတောက်တဲ့သူပါရင်ကျွန်တော်လည်းတောင်းမည်တောက်တဲ့သူမပါရင်ကျွန်တော်လည်းမတောက်ကျွန်တော်ဒီပန်ဝင်းကျင်နဲ့ရေးလိုက်ငားလိုက်နေတဲ့တော့အလေးချင်းရတာကြာပြီကျွန်တော်ဒီလမ်းမေးတစ်ဖက်ဤဆိုင်တွေထိုင်ရဲတော့လဲလမ်းမေးကသပင်ညက်ဆိုင်တွေသပင်ညက်မခံရဲပါ ထိုကြောင့်ဆောင်းဆိုင်သည်သာကျွန်တော်ဝင်ရမည့်နေရာဖြစ်သည်ဆောင်းဆိုင်ရှိတွင်ဆောင်းကြောင်းထိုင်သည်ဝယ်သိမ်းသည့်ဆောင်းများကိုရွေးချယ်ရှာဖွေသည်အကိုကြီးကဒီလမ်းထဲမှာနေတာလားကိုပညာထံမှစကားတန်ကြားသဖြင့်မော်ကြီးကဟုတ်ကဲ့ခုနကတိုက်မှာနေပါတယ်အလုံးသွားအလုံးပြန်ဒီရှိကပဲ ဖြစ်တယ်ဒီမြင်ပါတယ်ဗျဒီနားမှာနေမယ်လို့ထင်သားပဲရွေးပါခင်ဗျာစိတ်ကြိုက်ရွေးပါကဲထွေထွေထူးထူးမိတ်ဖွဲ့ဖို့မလိုတော့ပါလား အပြုံးဖြင့်အရင်ခံထားလိုက်သည်နှင့်ဆက်ဆံရေးလဲလွယ်ကူချော့မွေလေ၏ကျွန်တော်ကစာအုပ်တဲကိုကိုပညာဦးအမည်ပေးထားကြောင်းစပိန်ညသမားကိုကိုဝရိယဟုအမည်ပေးထားကြောင်းစပိန်မြင်သမားကိုကိုလူပြောဟုအမည်ပေးထားကြောင်းပြောတော့ကိုပညာသည်ဟဲ့ပက်ပက်ရဲသည်ကျွန်တော်တို့ကိုကိုပညာနဲ့ကိုဝရိယဆိုတော့စပိန်မြင်တဲ့ဆရာကြီးကိုဥကန်လို့ခေါ်မှစီတော်မယ်ဗျဒါမှအကံဉဏ်ဝရိယ၃မျိုးပြည့်စုံမယ်ဟုတ်ပဲဗျာဥကန်ကကံကိုအားကြီးုံနေ ။သူမှာဘာဘူးဝင်မှမရှိဘူး။ကံကောင်းရင်ချမ်းသာမယ်။လူထွင်းတဲ့ green မဟုတ်ဘူး။နတ်ထွင်းတဲ့ green กว่าလို့ပြောပြီးဆိုင်ကိုသူဖွင့်ကျင်တဲ့ချိန်ဖွင့်ပိတ်ချိန်တဲ့ချိန်ပိတ်တယ်။သူ့လိုနေနိုင်ရင်တနည်းအားဖြင့်ကောင်းတော့ကောင်းတာဗျ။စိတ်ချမ်းသာတာပေါ့ဗျာ။ကိုပညာပြီးတော့အမိကိုကျွန်တော်ကြိုက်သည်။ကိုပညာကိုရီးယားနှင့်ဥကန်ရဲလို့ချင်ချင်ဖန်ဖန်တိုက်တိုက်ဆိုင်ဆိုင်။အေးဗျာ။ခင်ဗျားတို့၃ယောက်ရဲ့နာမည်ကိုမှတ်ရတာထက်ဒီလိုမှတ်ရတာပိုကောင်းတာပေါ့။ ီစာအုပ်ဝင်မယ်ဘယ်လောက်လဲ900ကျပ်ပါ သူထံမှအစာအုပ်တော့ဝယ်ပြီးနောက်သူနဲ့ကျွန်တော်ဒီမိဟောင်းဆွေအောင်များတပွဲရင်းနှီးမှုရရှိခဲ့သည်ညကမိုးတဲထန်သွားရသဖြင့်ပြတင်းမောက်ပိတ်ပြီးအိတ်ခဲ့သည်အိယာထတကားဖွင့်လိုက်သည်နှင့်နေရောင်ကဆူးရှားစွာ တိုးဝင်လာသည်တကယ်ရဲ့ဘောသူအစာလေးတကောင်လာနာသည်အန်အောဝမ်းသာစွာလက်လန်းလိုက်စဉ်ပြန်ပြေးသည် သူပြန်ရနောက်တော့လှဲကြည့်လှမ်းကြည့်သည် မျက်နှာချင်းဆိုင်တာဤတကယ်ရွယ်ပေါ်မှနားသည်ခဏအတွင်းမျက်ချောက်ကိုက်ကြည့်ထားသော စာလေးတစ်ကောင်ရောက်လာကနှကောင်ရှင်၍နားသည်တိုင်မိုးအောက်သို့ဝင်သွားသည်ပြန်ထွက်လာသည်ပြန်သွားသည်မျက်ချောက်များကိုကိုက်ကြည့်၍ပြန်တက်လာပြန်သည်သူတို့အတိုက်ဆောင်နေခြင်းဖြစ်သည်ကျွန်တော်အခန်းပေါ်မှပြောင်းရွှေ့သွားသော စာကလေးမိသားစုလားအခြားမိသားစုလားလမ်းတော်သို့လမ်းကြီးလိုက်တော့ကိုဝရိယာဤသဘင်ညှက်ဆိုင်မခွင့်သည့်သည့်ဖြင့်တန်တော်ဖြစ်ရသည် ဘာလို့နောက်ကြပါလဲကျွန်တော်အိယာထနောက်ကြသလိုသူတို့လည်းနောက်ကြသလားမိုးအေးအေးမိုးအိယာထနေမြင့်သလားကျွန်တော်အလုံသွားသည့်တိုင်းဆိုင်သုံးဆိုင်မဖွင့်သည့်သဖြင့်ကျွန်တော်မှာအလုံလုံးသည်ပင်စိတ်မပြောက်အလုံဆင်းသည့်အခါအမြင်ပြန်လာသည်တန်းထိတ်သူကြည့်သည်ဆိုင်သုံးဆိုင်မဖွင့်တရက်နှစ်ရက်သုံးရက်မဖွင့်ပြောင်းရှင်းနေသောရှုခင်းကြောင့်စိတ်ရှုံရသည်ကိုရီးယားကိုပညာနှင့်ဥက္ကံတို့ဘာလို့ဆိုင်မဖွင့်တာလဲ အခြားနေရာသို့ပြောင်းရွှေ့သွားသလားမဖြစ်နိုင်ဘူးသူတို့ခုံတွေးကြံသေးသည်ရုပ်ချီးပြောက်သွားသောသူတို့သုံးယောက်ကိုဘယ်လိုက်ရှာရမည်လဲကျွန်တော်၏ရှုခင်းသည်ညီငွေစရာဘက်စကမှတ်တိုင်တွင်ရက်နေသောလူသည်ကိုပညာနှိမ့်သူ၏အတော်ပင်ချုံနေပါလားပြင်မှန်နှင့်စာအုပ်တင်ငေတာတစ်ခုကြောင့်ကိုပညာဖြစ်နိုင်သည်ခတ်သွက်သွက်သွားသည်လှမ်းခေါ်ကြည့်မည်ဟဲ့လူကိုပညာဟာအကူဘဲကလာတယ်လေကျွန်တော်လဲဆိုင်မဖွင့်ပြတာတလားလောက်ရှိပြီ ေးအဲ့ဒါမင်းမလို့ဗျခမားတို့၃ယောက်လုံးရုပ်တရက်ပျောက်သွားလို့ထူးဆန်းနေတာဘယ်ရောက်နေကြတာလဲကံကိုယုံမိလို့ဗျာအဖြစ်ကဒီလိုဥကံရဲ့စပိန်ပြင်ဆိုင်ကိုလူတယောက်ကစပိန်လာရောက်နေဈေးကပေါက်ဈေးထက်အများကြီးကျော်တယ်9000ကျော်တန်းနဲ့စပိန်ကို2000လောက်နဲ့လာရောက်တာတိတ်မတင်ကားလာနဲ့ဥကံကစစ်စစ်ပေါက်ပေါက်ပြီးတော့ခူးလာတဲ့စပိန်မှန်တည်တယ်ဘက်စကားတစ်စီးရောက်လာသည် စကားစားမပြတ်သောကြောင့်ကိုပညာသည်ကားကိုကြည်ယုံသာကြည့်ပြီးစကားဆက်ပြောသည်ဦးကန်က1500ရရင်ယူမယ်လို့စစ်တယ်ဗျာခိုးလာတဲ့လူကရောင်းချင်နေတော့ပြီးတာပေါ့ဒါပေမဲ့ဦးကန်မာကငွေ1500ပြည့်အောင်မပါဘူးကျွန်တော်နဲ့ကိုဝရိယစီလာပြောတယ်ပတ်စံပိုင်းအဆုဆက်ဝယ်တင်တယ်တဲ့ပြန်ရောင်းရင်9000လောက်မြတ်မယ်ကိုထဲဝင်တဲ့လောက်ပြန်ခွဲကြမယ်ပေါ့တကယ်ဆိုကျွန်တော်တို့နှစ်ယောက်ကခိုးရပါပစ္စည်းမဝယ်ဖို့တားတင်တာပေါ့မတားပဲကန်ကောင်းရင်စားရမယ် အချင်းချင်းတွေဝေမျှစားတာပေါ့ဆိုတဲ့ဥကန်စကားကိုနားယောင်ပြီးရှိတာလေးတွေထုတ်ပေးလိုက်မိတယ်။နေလေကဝင်လိုက်တာညနေကျတော့ဆိုင်ကိုရဲတွေရောက်လာတယ်။စပိန်တစ်ခုလဲပါတယ်။အတူချုံပြောရရင်ကျွန်တော်တို့၃ယောက်လုံးအဖမ်းခံရတယ်။ကိုပညာသည်ခေါင်းငုံပြောနေရမှမောကြည့်သည်။ကာလာမီဘက်သို့မျောသည်။ပြုံးမဲမဲ့အသွင်ဖြင့်လောဘစိတ်ဝင်လာရင်အမှားမှန်ကိုမခွဲခြားနိုင်တော့ပါဘူး။အဲ့ဒီမှာဥကန်နဲ့ကံမကောင်း ကိုဝရိယလည်းဝရိယအကျိုးမခံစားရကျွန်တော်လည်းအသိပညာတွေအသုံးမချနိုင်တော့ဘူးအမှုပြင်းရင်ဆိုင်ပြန်ဖွင့်မှာပါအဲ့ဒီတော့မှ အကူနဲ့တွေ့သေးတာပေါ့ကိုပညာသည်ကျွန်တော်ကိုနှုတ်ဆက်သည်လူခေါ်နေသောဘတ်စကားဘောသူပြေးတက်သွားသည်ကျွန်တော်ဒီအောင်တဲ့ platform ပေါ်မှာငင်းငင်းငူးငူးကြံခဲ့သည်အိယာထားသည်နှင့်ထုံးစံတိုင်းပြတင်းပေါက်မှာရက်သည်လမ်းတောင်ကိုကြည့်သည်တိုင်နိုင်ရန်မှာကထားခဲ့သောခုံများကို တွေ့နေရသည် ကြည်မှန်ပိုက်လာမည်စပိညက်ဆရာကိုဝရိယစောင်းထုံကြီးထမ်းလာမည်ကိုပညာစပိန်ပြည်ပစ္စည်းတွေနှင့်ရောက်လာမည်ဥကန်တို့ကိုမျောနေစဉ်ဟာမြေနေရှိဆိုင်တိုက်ဤပြည်ရင်းပေါက်ပေါ်လူတယောက်တက်နေပါလားစာတိုက်ကိုဖျက်ကြတော်မည်ကျွန်တော်လက်ခုပ်ပြီးသည်ထိုလူဖျက်ကြည့်သည်ကျွန်တော်ကမလုပ်ဖို့လက်ခါပြသည်ထိုလူကပြုံး၍ကောင်းငိမ့်ပြသည်စာတိုက်ကိုဆွဲဖျက်သည် ကျွန်တော်ပဲလှဲ၍မြှောက်ပြသည်လှုပ်ချသည် ရေပြသည် ရှုမျောခြင်းများသည်လောဘကြောင့်၎င်းကျင်နာတရားမရှိခြင်းကြောင့်၎င်းအကြည်တန်ဤကိုယုကောကျင်များကိုငေးကြည့်ခြင်းဝိထုလိုခံစားမှုများဆောင်မှကောင်းနှုတ်ပေါ်ပြပါသည်။နားစင်ပေးခဲ့သူအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်။